လက်ရှိအစိုးရသည့်တာဝန်ယူရတဲ့ကာလအတွင်းတရားရေးကဏ္ဍမှာတိုးတက်မှုမရှိသေးဘူးလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဗဟုအလုံးအမှုဆောင်အတွင်းရေးမှုအဖွဲ့ဝင်ဦးဝင်းထိန်ကပြောပါရတယ်။ ဖေဖော်ဝါရီလ20ရက်နေ့ကနေပြည်တော်စီပင်အရေးတာမှာမီဒီယာတွေနဲ့တွေ့ဆုံစဉ်မြန်မာနိုင်ငံရဲ့အခြေအနေအရရက်ကိုသုံးသပ်ပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံတင်ပြထားမှုတွေနဲ့ပတ်သက်ပြီးပြောကြရမှာဥဝင်းထိန်ကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။အစိုးရရန်တရားလွှတ်တော်ရန်တရားတွေကတည်ငြိမ်ပေမဲ့တရားရေးကဏ္ဍရဲ့အခြေအနေကတော့တိုးတက်မှုမရှိဘူးလို့ဥဝင်းထိန်ကဆိုပါတယ်။အလူးလူးနဲ့ဒီလိုပါ။ဒီကဲတဲ့လူတွေဖြစ်တယ်။ဒါ ပါတီမှာလည်းခဲလော့တောင်စီရဲ့လူဖြစ်လို့ဆက်ရတယ်လားချီနေရကိုတုံးလိုက်ပြီးတော့စန်းစီကိုပြရတာရှိတယ်ပါတီမြားလည်းဆိုကျွန်တော်တနည်းရှိပြီပေါ့ဟုတ်တယ်ပါလက်တော်ရတနည်းရှိပြီဆိုရတာဆဲလာကျော်အင်ပရက်ရှင်တစ်ခုဆိုရတဲ့ငါတကယ်လို့ရှိရခါကြတော့ပြတ်သွားတဲ့ခါမှာဘုရုံးကလို့တော့နှစ်လပဲခံမမလာဒီဆိုတော့ 6လပဲခံမှမလားဆိုတော့ကောလာလာတွေစကားတွေဖြစ်ခဲ့ဘူးလေအဲ့စကားတွေပျောက်သွားပြီပေါ့ပျောက်သွားတော့တော်စုတော်တင်ပြတာကအဲ့ကကြိုက်သည်ပြည်စီမကြိုက်သည်ပြည်စီလောကလောက်တာတွေကကြံကြံမရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဆိုရနေတော့ရန်နေရာတွေတော်တော်ရန်နေရာတွေကတော့လက်ပတ်နေပြီ တည်ငြိမ်တယ်လို့ပြောမှာပေါ့ဒါပေမဲ့တရားရေးကန္တရဲ့ခြေရတာတိုးတက်မှုရှိသေးတယ်အဂရီလိုက်စားမှုအခြေအနေနဲ့ပတ်သက်လို့လေ NLD အနေနဲ့ရွေးကောက်ပွဲဝင်ကလေးကရီမန်းချက်တွေထဲမှာအဂရီတရားနှဲပါအောင် လုပ်မယ်ဆိုတာပါဝင်မဲ့တိုးတက်မှုကတိတိတသားမရှိဘူးလို့ဦးဝင်းထိန်ကပြောပါရယ်အဂရီတရားနှဲပါအောင်လုပ်မယ်ဆိုတာက ကျွန်တော်မြောက်ဒီမိုကရေစီဖွဲ့ချုပ်စာဒီကဘောက်ကနေကဒီမှညတိတမှာပါတယ်အဲ့တော့ထိုင်လောက်တောင်ရှိတယ်ထိုင်ဝလောက်တောင်ရှိတာတပိုင်းခုနကနိုင်ငံရဲ့ကဏ္ဍသီးသီးကိုချက်ကံပဲလဲမြကြီးနဲ့တိုးတက်အောင်လုပ်မှာတပိုင်းအဲ့တော့ထောင်စားစီကြီးကလေးလေးမှာပေါ်ပေါ်နန်းနဲ့ လုပ်နေတယ်လုပ်တဲ့ကြားတွေကလည်းတိုးတက်မှုကသိသာမရှိဘူးမြန်မာနိုင်ငံမျိုးကြီးတွေမှာတရားဥပဒေစိုးမိုးရေးစင်တာတွေဖွင့်လှစ်ပြီးရဲအယားရှိတွေနဲ့တရားသူကြီးတွေကိုသင်တန်းပေးတာတွေရှိကြောင်းအာဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့လှုပ်ဆောင်ချက်တွေကိုလည်းစောင့်ကြည့်နေကြောင်းဒီလိုဆောင်ရွက်နေပေမဲ့လည်းတိတိတသားတိုးတက်မှုမရှိတာကြောင့်ပြည်သူတွေကအားမရဘူးလို့လည်းဦးဝင်းထိန်ကပြောပါရယ် တရားစင်ရေးမှာအဂတိလိုက်စားမှုတွေရှိနေပေမဲ့အောက်ခြေအဆင့်ဝန်ထမ်းတွေကိုအရေးယူတာသာတွေ့ရပြီးအထက်အဆင့်တွေကိုအရေးယူတာကိုမတွေ့ရသေးကြောင်းအဂတိတရားတွေကအပေါ်ပိုင်းအထိရှိတယ်ဆိုတာတိုင်စာတွေရှိတယ်လို့လည်းဥဝင်းထိန်ကပြောပါရယ်အဂတိလိုက်စားမှုတွေကိုပြည်သူတွေကတိုင်ကြားနိုင်တယ်ဆိုပေမဲ့အထက်အလက်အပြည့်အစုံနဲ့တိုင်ကြားရမယ်ဆိုတာနဲ့ပြည်လဲတရားဆွဲဆိုခံရနိုင်တာတွေအတွက် ပြည်သူတွေကတိုင်ကြားလို့ခြင်းမရှိဘူးလို့လည်းဥဝင်းထိန်ကသုံးသပ်ပြောကြားပါရယ်